ရှမ်းတောင်ကရင်နီနယ်ဆက်ဖေခုံမြို့နယ်အနောက်ချမ်းကဘောရန်အပေါ်ရွာကိုစစ်တပ်နဲ့ PNO ပြည်သူစစ်တွေကရွာလုံးကျွတ်မီးတင်ရှို့နေတယ်လို့နယ်မြေခံသတင်းရင်းမြစ်တွေစီကသိရပါဗျ။စစ်ကောင်စီနဲ့သူရဲ့လက်အောက်ခံ PNO ပြည်သူစစ်တွေဟာဘောရန်အပေါ်ရွာကိုအောက်တိုဘာလ13ရက်နေ့ညနေ4နာရီလောက်ကနေအောက်တိုဘာလ14ရက်မနက်ပိုင်းထိနေအိမ်တွေကိုမီးတင်ရှို့နေတာဖြစ်ပါတယ်။ အပေါ်ရရောအောက်ရရရောမိရှို့ခံရတာကြားတာတော့အိမ်အကုန်လုံးပြောင်းမိရှို့ရမယ်မရှို့ခင်အိမ်ထဲကရသမျှတန်ဖိုးရှိတာတွေအကုန်ယူဖို့ပြောတယ်လို့ကြားတယ်မိကတိမ်နဲ့တိမ်ကူတာရောထတ်ရှို့တာရောအဝေးကမြင်ရတာကမိလောင်နေတော့မယ်ရွာကန်တွေကတော့မရှိတော့ပါဘူးလွရကျွရပြင်းနေကြပြီလို့နေမြေကန်သတင်းရှင်းမြစ်ကအမေခေါင်ကိုပြောပါတယ်ဒီနေမြေဟာ KNDF နဲ့ရှမ်းတောင်အမှတ်1336 1339 PDF တပ်ရင်းတွေရဲ့ စည်ရင်းနယ်မြေဖြစ်တယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကတောင်မဲသိန်းရွာတိုက်ပွဲအပြီးမှာမြောက်စလုံးရွာကိုစစ်ကောင်စီနဲ့ PNO ကမီးရှို့ခဲ့ပြီးခုဘောရဲရွာကိုရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပါတယ်။ဘောရဲရွာ၂ရွာအပေါင်းမှာအင်ဂျီ၁၀၀ကျော်ရှိပြီးဒေသခံ၆၀၀ကျော်ကတော့ဖဲခုံတောင်ပိုင်းနဲ့ဒီမော့ဆူအနောက်ခြမ်းကိုစစ်ရှောင်နေရတယ်လို့သိရပါတယ်။